ပြည်တွင်းရှင်စင်းတို့ဟာပြီးခဲ့တဲ့ရက်ပိုင်းနဲ့အနှဲငယ်ကျဆင်းနေပါတယ်ဒီသတင်းကိုတော့နွယ်ညီကပေးပို့ထားပါတယ်ခင်ဗျာကမ္ဘာရှည်သေးမြင့်တက်လာမှုကြောင့်ပြည်တွင်းရှည်သေးဟာပြီးခဲ့တဲ့ရက်ပိုင်းက၈သိန်းကျော်ထိရှိခဲ့ပေမဲ့အခုလက်ရှိမှာဈေးနှုန်းအနှဲငယ်သာပြန်လည်ကျဆင်းနေရပါပြီးခဲ့တဲ့ရက်ပိုင်းကရွှေသေးရ၈သိန်း၃000ဖြစ်ခဲ့ပြီးလက်ရှိမှာ9သိန်း9000ရှိနေပါတယ်။အရှိသေးရတာ1900နဲ့ ဟို60ဒီတက်တယ်။နောက်ဆုံးထောင်နေရလဲ38 38လောက်ပြန်ဖြစ်တယ်။ဒီအံွေလဲနှုန်းနဲ့တွက်လို့ရှိရင်တော့7သိန်း1000ကျော်တယ်ပေါ့။ဒါပေမဲ့ဒီမှာတော့7သိန်း1000ကျော်ဖြစ်ပြီးတက်ပါတယ်။အဲနောက်ပိုင်းပြန်ကြတော့7သိန်းအောက်ကို900 1000လောက်ပြန်ရောက်သွားဒီမှာတင်ငင်းနေတာပဲ။တကယ်လို့ဟိုတကယ်လို့တက်မယ်ဆိုရင်တော့7သိန်း1000ကျော်ဒီကောင်တက်မယ်ပါလိမ့်မယ်။လက်ရှိမှာရွှေစင်းနှုံးတွေမြင့်တက်သွားခဲ့ပေမဲ့အရှားဝယ်ကတော့ပုံမှန်နေထားမှရှိနေပါတယ် လက်လီဝယ်နေတဲ့သူတွေအတွက်ကတော့ဈေးတက်သွားတာမသိတာပဲမယ်။လက်ကားဝယ်နေတဲ့သူတွေအနေနဲ့ကတော့သိတာနေတယ်လို့ရွှေလုံငန်းလုပ်ကင်သူတွေကပြောပါရယ်။ဘယ်သူအခြေအနေရတော့ဝယ်လဲလက်ရှိနေသားမှာတော့ဒီငွေကြီးငွေကြီးကန်တာတွေကတော့ဒီလိုလေးတွေလုံးဝခံရနေတယ်ဒီကုန်လေးရတွေဆိုရင်ပေါင်းလာရတော့ပေါ့နော်။ဒီဈေးတက်လာတော့တက်လာတော့များတယ်။အခုလိုတိုင်မှာတော့အများကြီးဝယ်ရဟုတ်တယ်ဆိုတော့အများအားပြီးရှင်လောကမှာဆိုတော့ အောက်ခြေဒါသာပေါ့နော်အောက်ခြေဒါသာရေလကသာဝန်တန်းဒီလိုကြီးရတော့ဘိုးလို့ရတူကတ်တမ်ပါပြီပေါ့သူတို့ရပဲစီကိုပြီးကထားအားပေးကြတာရွှေစင်းတော်ဟာပြီးခဲ့တဲ့2015ခုနှစ်က8သိန်းကျော်လောက်သာတက်ခဲ့ပေမဲ့လက်ရှိတက်တဲ့ရွှေစင်းတော်ဟာ8သိန်း3000နီးပါးအထိမြင့်တက်လာတာကြောင့်စံချိန်တင်တဲ့ဈေးနှုန်းဖြစ်ခဲ့ပါတယ်ရှေ့ဆက်ပြီးတော့ပြည်တွင်းရွှေစင်းတော်ကကမ္ဘာရွှေစင်းနဲ့ဒေါ်လာငွေလဲလှယ်နှုန်းပေါ်တွင်မူတည်ပြီးအပြောင်းလဲဖြစ်နိုင်ပါတယ်ကျမနွယ်နီပါ